အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော်တို့လမ်မရောမောင်ယူဥကြော်ကြော်ဆိုးပေါ့လေလမ်မရောမောင်ယူပြောပြသေးဆိုတဲ့စကားဝိုင်းလေးပြန်ပြီးတော့ကျွန်တော်စကြပါမယ်အဒီနေ့ကျွန်တော်လမ်မရောမောင်ယူဥကြော်ကြော်ဆိုးအနေနဲ့ကျွန်တော်ပြောခြင်းနဲ့ဟိုစကားလေးကတော့ကျွန်တော်တို့ ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဝင်ဖြိုးရေးပါတီရဲ့ထူးခြားချက်ဆိုတော့ဟောပေါ့နော်ဟောစကားဝိုင်းလေးပေါ့အဲ့ဒီပြည်တော်စုကြန့်ခိုင်ရေးနဲ့ဝင်ဖြိုးရေးပါတီရဲ့ထူးခြားချက်ဆိုတော့ဒါတော့ကျွန်တော်ဥကြော်ကြော်ဆိုစိုက်ဆရာမောင်ယူပေါ့ဗျာအမြင်တက်တက်ပါပဲအဲဘာပြောကျင်လဲဆိုတော့ဘာထူးခြားတာလဲဆိုတော့ကျွန်တော်တို့ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဝင်ဖြိုးရေးပါတီက ပါတီထောက်ပြီးတော့နိုင်ငံရေးလုပ်တာမဟုတ်ပါဘူးအမျိုးသားနိုင်ငံရေးတာဝန်ကိုသမိုင်းစဉ်တစ်လျှောက်စဉ်ဆက်မပြတ်လှုပ်ဆောင်ကြဲပြီးဒီလှုပ်ဆောင်နေတဲ့ကာလမှာပဲပါတီထောင်ရတာပြောချင်တာတော့ပါတီထောင်ပြီးနိုင်ငံရေးလုပ်တာမဟုတ်ပဲနဲ့အမျိုးသားနိုင်ငံရေးလုပ်ရင်းနဲ့ပါတီထောင်တာလို့ဒီလိုကျွန်တော်ကတော့ ျွန်တော်အမြင်လေးရှိပါတယ်။ခိုင်ခေါမီဘာဖြစ်လို့မြို့သားနိုင်ငံကြီးလုံရင်းရနေပါတီထောင်လဲဆိုတော့အကြောင်းလေးရှင်းပါမယ်။အဲ့တော့ကျွန်တော်တို့မဝေးလာသေးတဲ့မြမသမိုင်းပြန်ကြည့်မယ်ဆိုရင်လွတ်လပ်ရေးအကျိုးကာလလွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ကာလလွတ်လပ်ရေးရရှိတဲ့ကာလလွတ်လပ်ရေးအလုံးကာလပါလီမန်ဒီမိုကရေစီကာလ ။နောက်ကျွန်တော်တို့အင်းဆောင်စုရကာလနောက်တလိုင်းကောင်းစီနောက်တစ်ခါကျွန်တော်တို့ BSPP လို့ခေါ်တဲ့မြတ်ဆိုရှယ်လမ်းစဉ်ပါတီခေနောက်တစ်ခါကျွန်တော်တို့ဟိုနော် SLRC လို့ခေါ်တဲ့ညောပူပြောင်းပြစ်ဆိုင်အဖွဲ့နောက် SPDC အေဂျင်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်းစီဒီဘက်ကျွန်တော်တို့ဒီမိုကရေစီအစိုးရ20 ော်ယခုလက်ရှိကာလအတိုင်းကျွန်တော်တို့တပ်မတော်ကအမျိုးသားအကျိုးစီးပွားအတွက်အထူးထူးသောတာဝန်တွေကိုထမ်းဆောင်ခဲ့တယ်ဆိုတာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဒါအမှန်တရားဖြစ်ပါတယ်ဘယ်သူမှငြင်းလို့မရပါဘူးတမိုင်းစာမျက်နှာတမိုင်းမဖြောက်လို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ကအမျိုးသားအကျိုးစီးပွားကို ဥထိတ်ထားပြီးတော့မြမသမိုင်းစင်ရတခြားဆောင်းခဲ့တဲ့တက်မတော်ကနေတရေဒီပေါက်ဖွားလာတဲ့ပါတီကြီးမလို့ကျွန်တော်တို့ပါတီဟာအမျိုးသားအကျိုးစီးပွားလုပ်ရင်းနဲ့ထောင်လာတဲ့ပါတီပါလို့ကျွန်တော်ပြောချင်တာပါအဲ့တော့လူချုပ်ပြီးပြောလိုက်မယ်ဆိုရင်ပေါ့ဗျာကျွန်တော်တို့နိုင်ငံတော်အေဂျင်တာရဲ့ဖွံ့ဖြိုးရေးကောင်စီ SPDC လက်ထက်မှာ ကျွန်တော်တို့ဒီမိုကရေစီအရွတ်ကိုရွှေ့မယ်ဆိုပြီးတော့ကျွန်တော်တို့တပ်မတော်ဥဆောင်ပြီးပြုလုပ်တဲ့ဒီမှာ road map ခုနှစ်ချက်အတွက်ခင်မှာတော့တပ်မတော်အစိုးရအနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဒီဥပဒေနဲ့ညီပေါ်လာတဲ့ရွေးကောက်ခံဒီမိုကရေစီအစိုးရကိုတာဝန်လွှတ်ပြောင်းပေးရမယ်ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဟာကာလမှာပဲကျွန်တော်တို့ကပါတီမဟုတ်ပေမဲ့အသင်းဆိုပြီးတော့ဖွဲ့စည်းပြီးတော့နောက်ပိုင်းမှာရွေးကောက်ပွဲပြုလုပ်တဲ့အချိန်မှာပါတီဆိုပြီးတော့ထောင်လာဖြစ်ပါတယ်အဲ့တော့ချုပ်ပြောရတော့ဗျာအမျိုးသားနိုင်ငံရေးတာဝန်တွေကိုကျွန်တော်တို့ရခိုင်နှောင်းကလည်းထမ်းဆောင်ခဲ့ပြီးတော့ယခုဒီမိုကရေစီအရွေ့ကိုရွှေ့ကြတော့မယ်ဆိုတဲ့အချိန်မှာလဲ အမျိုးသားနိုင်ငံရေးတာဝန်ကိုတန်းဆောင်မှုလို့အတွက်ပါတီထောင်မှတ်ဖြစ်မယ်ဆိုပြီးတော့အသင်းအဖွဲ့အနေပါတီအနေနဲ့ထူထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကကျွန်တော်ပြည်တော်စုတန့်ခိုင်တဲ့ဖွံ့ဖြိုးရေးတာပါတီဟာနိုင်ငံရေးလို့ဖို့ပါတီထူထောင်တာမဟုတ်ဖက်နဲ့အမျိုးသားနိုင်ငံရေးတခြားလောက်ခဲနေမှာကျွန်တော်တို့ပါတီထူထောင်တာဖြစ်ပါတယ် နိုင်ငံလိုပါတီတွေမဟုတ်ဖက်နဲ့အမျိုးသားနိုင်ငံကြီးတာဝန်ထမ်းဆောင်မှုပါတီထူအောင်လားလို့ကျွန်တော်ပြောချင်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ပြည်ထောင်စုတန့်ခိုင်နဲ့ဖွံ့ဖြိုးရေးတာဝန်ဖွံ့ဖြိုးရေးပါတီရဲ့ထူးခြားချက်တွေကိုကျွန်တော်ဒီနေရာမှာပြောချင်ဖြစ်ပါတယ်။ဒါကြောင့်နောင်လာမယ့်အနာဂတ်မှာလည်းကျွန်တော်တို့ stronger မြန်မာပေါ့ဗျာ။ပုံမူတမ်းမှာပြည်မြန်မာဆိုတဲ့ လမ်းစဉ်အတိုင်းအမျိုးသားအကျိုးစီးပွားကိုရှေ့ရှုပြီးတော့အမျိုးသားအကျိုးစီးပွားတဲ့ကပေါက်ပွားလာတဲ့အမျိုးသားအကျိုးစီးပွားကိုဥဋ္ဌိပန်ဆင်မဲ့ကျွန်တော်တို့ကြည်တော်စုကြန့်ခိုင်တဲ့ပါတီကိုပဲမဲပေးကြပါအားပေးကြပါလို့ကျွန်တော်ပြောဆိုရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် My manish mai